ပါရှင်။ဒီကနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆရာညီပုလေးရေးထားတဲ့တကြောင်ဆွဲကလေးပကြီး ဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်။တကြောင်ဆွဲကလေးပကြီးဟော်ဒီမျိုးကိုကျွန်တော်မပြောင်းချင်ဘဲနဲ့ပြောင်းလာခဲ့ရတယ်။ဘယ်သူကရောအခြေတကျဖြစ်နေတဲ့နေရာကနေပြောင်းချင်ပါမလဲ။ စာတီမျိုးမှာတောက်လျှောက်နေလာတဲ့ကျွန်တော်လိုလူဆိုရင်ပိုဆိုးတော့တာပေါ့ဒီအရက်ဒီမျိုးဟာကျွန်တော်အတွက်တော့ပြစ်စံနရေအရက်ပါပဲရှားသေးဦးတို့ကပူစရာရှိရင်မညာမတာပူတာလေရှက်တစ်ဖြက်ဖြက်နဲ့ခတ်ပြီးရော့လေကလည်းပူရေတွေကလည်းပူတင်ပြူတွေကလည်းပူအဝေးစီနဲ့အလွန်နှီးတဲ့အရက်လိုတောင်ထင်မိတယ်ချင်းကလည်းတိတ်ကြိုက်တာ စပတ်ခွန်တွေနဲ့ဆုတ်ဆုတ်ပြီးပတ်နေတယ်လို့ပဲ မိုးကြတော့တနှစ်လုံးနေမှာ15ရက်ရွာရက်လာမသိဘူးအတိုင်နွားမိုးဆိုလို့အလက်နွားမိုးမဆိုဘူးဆိုတဲ့မိုးမျိုးစောင့်ကြတော့ကောမနဲ့မိုးလင်းရင်မျက်နှာမသိချင်လောက်အောင်အေးတယ်မျိုးဖုံကတော့နှွေမိုးဆောင်တထောင်ထောင်နဲ့အိယာဝင်ကန်းနီနှာခေါင်းထဲကဖုံမုံတွေတန့်ရှင်းပြရတာကိုကအလုပ်တစ်ခုပဲဒီမျိုးကို ရောက်ပြီလို့သုံးလအကြာမှာပြောင်းဖို့စာတင်နေရုံချိုကို ပြန်ပြောင်းဖို့ပါ ဒီကအရာရှိက မတင်ဖို့ပြောသေးတားသေးတယ်ကျွန်တော်ဆက်ပြီးသိမခံနိုင်တော့ဘူးကျွန်တော်တို့ယုံရဲ့အကြံကဒီလိုမှထပ်ပြီးပြောင်းဖို့စတင်ရင်ယုံကြုံဒါမှမဟုတ်ကိုသွားချင်တဲ့ယုံကိုမပြောင်းရဘူးဒီထဲဆိုးတယ်မျိုးဒါမှမဟုတ်ပူပြီးဝေးလံတိကောင်းတဲ့အရက်ကိုရွှေ့ရတတ်တယ်တခါတလေလဲဘဲမှမပို့ပဲဒီမျိုးမာရင်ပဲမရွှေ့ပဲထားလိုက်တာစိတ်ညစ်လက်စနဲ့ညစ်ပေတော့ကျွန်တော်ကလည်းဒီမျိုးကလွဲဘဲဒိတာရောက်ရောက်ဆိုတဲ့စိတ်ကိုပိုက်ထားပြီးပြီ ကြာလာတော့လေလူဆိုတာကြံဖန်ပြီးအလိုက်ထိုင်အဆင်ပြေအောင် နေရတော့တာပေါ့ပြောင်းမိမကြမချင်းအဆင်ချော့အောင် နေတတ်အောင်ကြိုးစားရတော့တယ်ကျေးဇူးတင်ရမယ့်စရင်ပြုစုရင်မြင့်အောင်အောင်ဆိုတဲ့စရင်လေးကိုနံပါတ်၁နေရာမှာထားမယ်ကျွန်တော်လိုမပြောင်းကျင်ဘဲနဲ့ပြောင်းလာခဲ့တဲ့ဝန်ထမ်းတယောက်ကိုရုံးသူရုံးသားတွေကလည်းမကြခင်မှာငွေကုန်ကြေးကျခန့်မြန်းများခံပြီးပြန်သွားမှာပါလို့အရင်လူတွေလို ထင်ပြီးတိတ်ဟက်ဟက်ပက်ပက်မရှိကြဘူး မြင့်အောင်အောင်တယောက်ပဲကျွန်တော်ကိုနားလည်မှုရှိပြီးမိတ်ဆွေစဖြဲရတာအခုတော့လဲမိတ်ဆွေအပေါင်းတင်တော်တော်များလာပါပြီဒီမျိုးနဲ့သစိမ့်တရန်လုံးဖြစ်နေတဲ့ကျွန်တော်ကိုမြင့်အောင်အောင်ကတေးဖနက်စီရင်ရှုမဝတစိုက်ကိုစီဖို့ပြောထားတယ်။ဝဲရမယ့်ဆိုင်ကိုပါမီးပွိုင်နာအထိခေါ်သွားပြီးပြထားတယ်။သူကိုယ်တိုင်လည်းအဲ့ဒီတစိုက်အဲ့ဒီဖနက်ကိုပဲစီတယ်။ဇပင်ညှက်မယ်ဆိုရင်တက်တန်ရောင်ဆိုတဲ့ဆိုင်မှာညှက်ဖို့ခေါ်သွားဘူးတယ်။ မြင့်အောင်အောင်ကိုအမြဲတမ်းသပင်ညှက်ပေးနေကြစန္ဒချရာ ကိုလူမောနဲ့လည်းတခါတည်းမိတ်ဆက်ပေးတယ်ကျွန်တော်အကိုပါတဲ့ဆိုင်းမှာရှိတဲ့စန္ဒချရာ၃ယောက်ထဲကခြေတလုံးမှာအကြောထုံးတွေအများဆုံးကိုလူမောကစကားပြောလဲကောင်းလက်ရာလဲကောင်းတယ်စာရီလဲတော်တော်စုံစုံဖတ်ထားတယ်ရေဒီယိုတွေလဲနားထောင်နေထင်ပါရဲ့အာရှစီးပွားရေးအကြတဲ့ရောတီမောအေးရော 89ဒင်းအန်မင်းအေးရောနောက်ဆုံးဖီဂျီပြည်တနာအထိအဆုံးပြောနိုင်တဲ့သူတနေ့ကြတော့အမြင့်အောင်ကသူ့တငယ်ချင်းညီညီတက်နဲ့မောင်ဝိုင်းချိုတို့ပါခေါ်လာပြီးစပယ်ဘျူတီဟောက်စ်မှာထိုင်ကြရင်သူ့တငယ်ချင်းတွေနဲ့မိတ်ဆက်ပေးတယ်။သူတို့ကြည်ရတာတက်တူရွယ်တူတွေထင်ပါရဲ့။အရွယ်အလုံးထယ်တွေက မတိမ်မရင်တွေလေ။တခုတည်းဘွားမဟုတ်လို့ကြွားကြရင်ကြီးတစ်နှစ်ငယ်တစ်နှစ်ဆိုတာလေးတွေလက်ဖက်ရည်ကော်ဖီ ပေါက်စီ ပလာတာထတ်တရာဒီဆိုင်မှာအကောင်းဆုံးလို့ပြောပြီးကိုကြိုက်ရမှစားကြတယ်ကျွန်တော်ကကော်ဖီနဲ့ဝတ်သားပေါက်စီလူငယ်တွေကဖန်စိမ့်တွေရော ပုံမှန်တွေရောအာလူးပလာတာတွေရော စားကြပါစီအိမ်ကိုလွမ်းတဲ့စိတ်ခိတ္တခဏတော့ပြေပြောက်ပါတယ်လေဆိုပြီးသူတို့နဲ့တောင်းပြောင်းထွေလာပြောပြကြတယ်အနာကိုခဏခဏလာပြီးရစ်တီရစ်တီလှုပ်တတ်ကြတဲ့ထီရောက်တဲ့သူတွေဂျာနယ်ရောက်တဲ့သူတွေကိုတောင်းမှန်ရင်မြစ်တာရရင်ပေါ့ အဲ့ဒီနေ့ကလက်ဖက်ရည်ဖို့ကြတဲ့ငွေကိုကျွန်တော်ပေးမယ်လို့ပါပဲညီညီတက်ကအပေးမခံဘူးသူကဇွတ်ပေးသွားတယ်ဆန်ခေါဆွဲစီချက် မီးရှိန်စားချင်ရင်ရနတ်စ်ဆိုတဲ့လမ်းနဘေးဆိုင်လေးတစ်ဆိုင်ကိုပြထားတယ်သူတို့ကဒီဆိုင်ကိုပစ္စည်းမဲ့ရနတ်စ်လို့ခေါ်ကြတယ်ဈေးသက်သာလို့သူတို့ခဏခဏသွားစားကြတယ်တဲ့သွားတိုက်ဆေးသွားတိုက်တန်းဆက်ပြဝဲဖို့လဲချယ်ရီဆိုတဲ့ဆိုင်ကလေးကိုပြထားတယ် အသားရည်ဝင်းဝင်းကျဆမီတုတ်တုတ်မျက်မှန်ထူထူနဲ့ကလေးမလေးဆိုင်ထိုင်တတ်တယ်။ကိုတိုက်ဆက်ပြရောဆက်ပြမှုံပါစေးမှန်သားပဲ။နောက်ဆုံးအရေးပေါ်တုံးစရာငွေလိုလိုပေါင်နှံဖို့လိုအပ်ရင်တွားရမယ်နေရာရွှေရင်အေးလိုရေးထားပြီးရင်းနှံကြီးထူထူတုတ်ထားတဲ့အိမ်ကြီးကိုပါပြထားသေးတယ်။မြင့်အောင်အောင်ရောသူတငယ်ချင်းတွေဟာကျွန်တော်အတွက်ဧလန်းညွန်စာအုပ်တအုပ်ထဲအဖိုးတန်တာပေါ့ အခုကျွန်တော်ငားနေတဲ့အခန်းလေးကလည်းမြင့်အောင်အဆက်အသွယ်နဲ့ရထားတာညီညီတဲ့ရဲ့ကြီးတော်တော်ဆက်တဲ့သူ့ဘာကြီးနဲ့ကြီးတော်တို့ကလည်းခက်အေးအေးနေကြသူတွေပါပဲစပိန်တစီဟာဟောဒီမြို့မှာတော့မရှိမဖြစ်လဲမဟုတ်ရှိရင်တော့လည်းအတော်အသုံးဝင်တယ်ဒါပေမဲ့စပိန်မှာကျွန်တော်မရှိတတ်ပဲဒီတော့မြင့်အောင်အောင်ရဲ့ငှက်မီးရှည်နောက်မီးကထိုင်လိုက်တဲ့အခါလိုက်မောင်ဝိုင်းချိုရဲ့မိเจ้าအမိပေါ်ထိုင်တဲ့အခါထိုင်ပေါ် ညီညီတက်ကတော့တောင်တက်ဘိန်စီးတဲ့လူသူ့စပိန်မှာကယ်ရီယာတက်မထားဘူးအကိုကြီးနှစ်ဖြန်မနဲ့နှစ်နာရီမှာရီယယ်မက်ဒရစ်နဲ့ဘာစီလိုနာပြပွဲကောင်းမယ်ကျွန်တော်အိမ်မှာအမေအိုနဲ့အဖေမတန်မဆွမ်းကြည့်ပြီးတော့ဇနီးတယ်နဲ့တားတယောက်တမီးတယောက်ကြံနေတာပြီးတော့လောဘကံဘက်တွေနဲ့ရုံးမှာ၁၄နှစ်လောက်အတူတာဝန်ထမ်းဆောင်ခဲ့ကြတာဘက်နဲ့တရိမရမလွမ်းပဲရှိပါမလဲခံစားရတာတွေနည်းနည်းမှတက်တာပေါ်ပါပါစေတော့ဆိုပြီးအေးအေးအပြက်ခံ ျိုးရုစလောင်ကဓာတ်ရိုက်လွှင့်တဲ့ဘောပွဲတွေတွားကြည့်ပြီးမှလည်းအလွမ်းဖြေလို့မရပါဘူးကျွန်တော်သားနဲ့အဖေတို့ဘောလုံးဝါသနာပါကြတယ်မဟုတ်လားအကိုကြီးဝင်းလိုက်ရောမှာ James Bond ကားတဲ့ဝင်နေမင်းသားကလည်းအစ်စ် PR's Brotnan နဲ့၆နိုင်ပွဲလက်မှတ်ယူလိုက်မယ်တဲ့ငက်မီးရှည်နောက်မီးမှာပစိုးစာကိုဟန်ကြပန်ကြမသိမ့်တတ်ပဲစပိန်ခွေကိုဖုံတုတ်တလို့တစ်ဖြက်ဖြက်နဲ့လိုက်ခဲ့ပေမဲ့ ရုပ်ရှင်ယုံတဲ့ရောက်တော့ဇနီးတွေနဲ့တာသမီတွေကို ပို့တရိယာမိသေးတယ်။သူတို့လည်းကြည်ကျင်ရှာကြမှာပဲလေ။သူတို့ကြည်နိုင်ကြမှာမဟုတ်ပါဘူး။ဂျိမ်းစ်ဘွန်းကလည်းဒီပြင်နေရာမှာစွန့်ကျင်စွန့်မယ်။ကျွန်တော်ရင်ထဲမှာခံစားနေရတာကိုတက်တာအောင်မစွန့်ဘူး။မိသားစုနဲ့ကြာကြာခွဲနေဖို့သူတွေကျွန်တော်ခံစားချက်ကိုသိရှိခံစားနိုင်ကြပါလိမ့်မယ်။ရုံမှာလည်းရုံမို့အိမ်မှာလည်းအိမ်မှာမို့ထမင်းစားရင် ထမင်းစားချိန်မို့မိသားစုကိုတရိယာလိုကြည်နေတာ။ အခုလိုတမျိုးစီခွဲနေရစာအုပ်လည်းနှစ်အုပ်ခွဲရတော့ရန်ကုန်မှာကြံ့ခဲ့တဲ့မိသားစုရောကျွန်တော်ပါဒုက္ခရောက်ကြကတိလင်းဒနိုင်ကြနဲ့လွမ်းစိတ်ထဲတခါတလေဒေါသစိတ်ခံပြင်းစိတ်ပါပါတယ်အခုတော့ကျွန်တော်ခံစားနေရတာတွေနည်းနည်းပါပါတက်တာတော့အောင်ဖြေလျှော့ပေးလိုက်တာကတော့မိတ်ဆွေကောင်းဆိုတဲ့စောက်အဟောင်းဆိုင်လေးပါပဲ ဒီဆိုင်လေးကိုတွေ့လိုက်တော့ပန်းစိုးရန်ကစောက်အဟောင်းရောင်းကြတဲ့ကိုတင်မြင့်တို့ကိုတတိယမိပြန်ရောဒီမိတ်ဆွေရောင်းရင်ဝယ်တာမှအဆင်ပြေလားမိတ်ဆွေကောင်းကခေါမိုးကခန့်နေနေလေအလင်းရောင်ကလည်းခန့်နေနေဆိုင်ပုတ်ကတော့လွန်ခဲ့တဲ့၄၅၆နှစ်လောက်ကတည်းကအစ်စ်ပြန်ရေးဖို့ကောင်းနေတဲ့ဆိုင်ပုတ်တစ်ခုပါပဲကျွန်တော်အရင်ကဒီလန်းကိုဖြတ်သွားဘူးသားပဲအဲ့ဒီတုန်းကစောက်အဟောင်းဆိုင်လေးကိုတတိမထားမိဘူးတရုတ်ငှက်မိရှေနောက်မိဘထိုင်လိုက်လာရင် မိအောင်အောင်ကစပိန်ရက်လွတ်သားဆင့်လိုက်ရတာဘာလာလို့ရမန်ကိုမရိပ်မိဘူးမိအောင်အောင်က အကိုအပြင်ကဆောက်ရမှာပြင်းရင်ဆိုင်တဲ့လိုက်ခဲ့လေးတဲ့ဆိုင်တဲ့ရောက်ခါစားမှာမျက်လုံးအကျင့်ရအောင်ခဏဆောင်ပြီးကျင်သားရမှာဆင်ဘောကစာအုပ်တွေရှောက်ကြည့်မိတယ်ဆိုင်မှာမျက်နှာကျက်လည်းမရှိဘူးဆိုင်ကိုအုပ်မိုးထားတဲ့ပရောက်ပင်နှစ်ပင်ရဲ့အရေးကြောင့်ဆိုင်ထဲမှာအပူတက်တာနေတာလေမြင့်အောင်အောင်ကတော့မဂဇင်းအဟောင်းပုံကိုဖြွားနေမှွေနေတော့တယ် အင်္ဂဝိဇာအဓိကကြံကြီးမြမလျှို့ဝဲဆေးဝါးနဲ့အတော်ဝင်နှွဲမြက်တဲ့ပင်ဦးသိမ်းမောင်ရန်ကုန်ပြုစုတဲ့စာတွေ့လက်တွေ့ဓာတ်ပုံပညာခေတ္တတော်လိုင်းရင်းနပိုလီယံဆရာဗမောတင်အောင်ရေးတဲ့တဘာဝသိပ်ပံမောင်ထွန်းသူမြမပြန်နဲ့အေဂျေခရိုနီရဲ့တစ္ဆာရှင်မတ်လေးလုံးရဲ့ပွင့်ကဝိတေနကဗျူဟာချန်းပကန်းဆောင်တိုက်ကထုတ်ခဲ့တဲ့လွတ်လပ်ရေးရပြီနောက်မြမပြည် ရီးတဲ့သူကအင်းတော်တော်ကိုဖိုက်ယူရတယ်။ဝိဒူရသခင်ချက်မှာဆရာတကုံတရားရဲ့ကြာရိတ်ပန်းတို့ရှင်ဥတ္တမကျော်နဲ့ခုံတော်မောင်ကြပန်းကြော်အောင်ဘာသာပြန်သူတို့သမီးနဲ့အခြားဝိထုတို့များကျွန်တော်တို့ဝင်လာကြတာကိုစပွဲတစ်လုံးနဲ့ထိုင်းနေတဲ့အမျိုးသမီးတစ်ယောက်ကလှန့်ပြေးအခဲခတ်တယ်ခဏပါပဲပြီးတော့သူလှုပ်လက်စာအလုပ်ကိုဆက်ပြေးလုပ်နေတယ် ဒီမျိုးသမီးကကျွန်တော်နဲ့တက်တူရွယ်တူလောက်ရှိမယ်လို့ထင်တယ်။စင်ဘောကစာအုပ်တွေကိုဆက်ပြီးကြည့်နေမိတယ်။တချို့စာအုပ်တွေကမူလအဖုံမဟုတ်တော့ဘူး။စာအုပ်အနောက်မှာကလောင်အပြော့နဲ့လက်ရည်လှလှရေးထားတယ်လေ။လက်ရာဆုံစွာအာနန္ဒာမင်းဘူးအောင်ကျိုင်းနဲ့မြန်မာအမေရိကန်ရွှေလန်းငွေလန်းညိုမြပြီးတော့ရှာမကြီးဂျာနယ်ကျော်မမလေးရဲ့မြမဆေးပညာတင့်တဲကံမဖလား ဆရာထင်းလင်းရဲ့စာအုပ်တွေကတန့်စီလို့ဘဲစီဘဲဝဲစီအပြင်ကလူ ပင်လေစင်ရောစောင်းကျိုးတင့်သည့်တချင်တန်းအစိတ်ချစ်သူရင်ခွင်ထက်နိုင်အိတ်ဆက်ချင်းကြော်လှိုင်ဦးဘာသာပြန်တဲ့လူနဲ့လက်နဲ့ဇဝနရဲ့ကားထဲကမင်းကလေးဒေါက်တာထွန်းရွှေရေးတဲ့ဒေါက်တာမင်းအားအမျိုးသမီးကအကြောင်းဝတ်ဆောင်အင်ဂျင်အဖြူမှာအကြောင်းတစိမ့်တစ်ခုကိုတကုတ်ကုတ်နဲ့တတ်ဆင်းနေတာ နဖူးပေါ်ပေါ်နှာရန်ဆင်းဆင်းစပင်ကိုနောက်မှဆုစီထားတယ်။တနခါတောင် လူမထားဘူးထင်တာပဲ။တကုတ်ကုတ်ချုပ်နေရကမော့ကြည့်သလားမကြည့်ဘူးလားတော့မသိ။မြင့်အောင်အောင်ကတော့မဂဇင်းပုံကိုမှု့လို့ကောင်းနေတော့ကျွန်တော်ကစာအုပ်စင်တွေပေါ်မှာရှိတဲ့စာအုပ်တွေကိုဆက်ကြည့်နေတယ်။စာအုပ်ဆိုင်တွေကအတူရှည်မတူကြသလိုအထူးအပားကလည်းအမျိုးမျိုး။ဒါပေမဲ့စာအုပ်စင်ကတော့တရွတ်တဲ့ ground ရှစ်ချိုးဆိုင်စာအုပ်တို့ချောင်းချောင်းလေးထောင်ထားလို့ရတဲ့စာအုပ်စင်မျိုးပါ။ တင့်တဲရဲ့ဖြေလျော့ခွေရောမကိုအာခံသူချစ်တော်ကေတီဟောတွေ့ပြီကျွန်တော်ရုံးချုပ်ကိုပြန်ပြောင်းမင်းရောက်လာတဲ့လောက်ကိုဝမ်းသာသွားမိတယ်ကျွန်တော်အနစ်နဲ့အလားလားရှာနေတဲ့သခင်မြတန်းဘာသာပြန်တဲ့တန်မဏိသူရဲကောင်းလေရုရှားစာရေးဆရာနီကိုလေးအော့စထရော့စကီရဲ့ဝတ္ထုစာအုပ်ကျွန်တော်အတော့ကို ပြောသွားတယ်တော်ပြီဒီစာအုပ်တော့ထဲနဲ့လာရဂျိုးနဲ့သွားပြီဆက်လိုက်က PayPal ခေါ်ချခင်ကလေး ကျွန်တော်ရန်ကုန်မှာနည်းနည်းမြင်ဆန်ပေါ်တယ်ထိဆောက်ကိုဝဲမယ်ဟောဒီဆိုင်လေးကိုရောက်လာခဲ့တဲ့ညနေခင်းလေးကိုရွှေရောင်ဝင်းတောက်တဲ့ညနေခင်းလေးလို့ထင်မိတယ်မြင့်အောင်အောင်ကမဂဇင်းအဟောင်းသုံးအုပ်ဖို့အမျိုးသမီးကိုပေးလိုက်တယ်လူငယ်လေးလည်းသူရှားနေတဲ့မဂဇင်းတွေရလို့ခြေနဲ့ပြုံးပြော်နေတဲ့မျက်နှာနဲ့ကျွန်တော်လည်းပီတိတွေနဲ့ပြောလို့စာအုပ်ဖို့ပေးမလို့စာအုပ်ကိုစပွဲပေါ်တင်လိုက်ရောအမျိုးသမီးရဲ့မျက်နှာကတမျိုးဖြစ်သွားတယ်။သွားတွေစိတ်လိုက်တဲ့လိုမျိုး သွားရရင်စိတ်တာမဟုတ်ဘူးမျက်မှောင်ကလည်းမတိမတာကျုပ်သွားသလိုလိုငကိုကလေးကအိန္ဒြေနဲ့မျက်နာမှာငေးရီရီဖြစ်သွားသလိုပဲစာအုပ်ရောင်းတဲ့ဆိုင်မှာတင်ရောင်းထားတဲ့စာအုပ်ရောင်းလို့စွန်းလာဒီအမျိုးသမီးကဘာဖြစ်သွားရတာလဲကိုကပီတိနဲ့ဆိုတော့သူ့ကိုအာနာတာလဲတကြောင်မตาမယာမျက်နာမျိုးတိတ်လဲမကြည့်ချင်တာနဲ့ပက်ဆံမြင်မြန်ထုတ်ပေးလိုက်တယ်အရေးတဲ့အန်းစရာငွေကအန်စွဲတွေမလောက်တာနဲ့အိမ်ထဲဝင်ပြီးယူရသေးတယ် ကျွန်တော်တို့ကိုယုံနေထင်ပါရဲ့ဆိုင်ထဲမှာကျွန်တော်တို့နှစ်ယောက်ထဲထားခဲ့တယ်အိမ်ထဲဝင်လို့တကားအလတ်မှာကလေးတယောက်စာအန်နေတန်ကို ကြားလိုက်ရပြီးတင်းတင်းလေးမွေးနေတဲ့ငပိကျော်နဲ့မှာလေးနဲ့အတူပါလာတယ်အန်းငွေနဲ့အတူပြန်လာတဲ့အမျိုးသမီးခမညာကျွန်တော်တို့လည်းပြန်သွားရောမျက်နာမသာမယာနဲ့ပဲဇပွဲမှာထိုင်နေရရှာတယ်ငက်မီးရှိအမီးမှာမြင့်အောင်အောင်မဂဇင်းတွေပေါ်တန်မဏိသွေးကောင်းတင်ပြီးလှန်လောကြည့်မိတယ် ပကြီးဝတုံရဲ့လက်ရာကအာမန်ပါလာချီလားဒီပကြီးဆရာအခုနေဒီအဖုံးကို နောက်တစ်ချိန်ထပ်အရေးခိုင်းရင်ဒီလောက်ပြောင်ရောက်တဲ့ပုံကိုကိုရေးနိုင်ပါအောင်မလားလို့ထင်လောက်တဲ့လက်ရာတတိယနှိမ့်ချင်းအုတ်2500တအောက်တိုဘာ1986တဲ့ဆမ်မှုကိုမြို့တက်ကိုတိုးကြံအောင်ပင်လဲ စပယ်ယာရီရဲ့ခရီးသည်ခေါ်တန်းတွေဝင်ငွေများများရဖို့စက်ကုံဖွင့်ပြေးလွှားနေတဲ့ကားရင်းချမှာငှက်မိရှေစပိန်လေးကမွေလိမ်မွေကောက်တရွေ့ရွေ့နဲ့တွားနေတယ်။ကျွန်တော်ကတော့ဘာသာပြန်သူ၏အမာကိုစပြေးဖတ်နေမိပြီ။မပြောကောင်းပြောကောင်းအခုချိန်မှာတခုခုသာဖြစ်ခဲ့ရင်တမ္မဏိသူရဲ့ကောင်းလို့ဗဇက်ကရောင်းမိလိမ့်မလား။စာမျက်နှာ390ကျော်ရှိတဲ့ဒီစာအုပ်ကိုတဖြည်းဖြည်းချင်းအရသာခံဖတ်နေမိတယ် ဒီလိုဖတ်တဲ့အချိန်တချို့မှာတော့တာမေဇနီမေပေါ့ပေပယ်ကော့ချ်ခင်ကြောင့်တပတ်တခါရန်ကုန်အိမ်ကို စာရေးလေးရှိတယ်ကျွန်တော်လဲရက်တွေပါရင်ကြောကုန်နေလေတမ်မနီသူရဲ့ကောင်းစာအုပ်နဲ့စာဖတ်ဖို့ညီညီတစ်တို့မောင်ဝိုင်းချိုတို့အကြောင်းလဲပါလိုက်သေးတယ်ကောင်းလိုက်တဲ့စာအုပ်ကျွန်တော်ဖတ်ရင်မောင်ဝိုင်းချိုတို့ညီညီတစ်တို့ကိုလဲနှုတ်ကနေဒီစာအုပ်နဲ့မိတ်ဆက်ပေးထားနေတယ်သူတို့လဲစိတ်ဝင်စားနေကြတယ်ကျွန်တော်ကိုဒီစာအုပ်ကိုဇိမ်ဆွဲဖတ်နေတယ်လို့တောင်းထင်ပြီး ိတ်အမြင်မကြည့်ခြင်းကြဘူးသူတို့လက်ထဲစာအုပ်ထည့်လိုက်တော့မှသူတို့လည်းတဖြည်းဖြည်းချင်းအရသာခံဖတ်တော့တာကိုမြင့်အောင်အောင်ကကျွန်တော်မိတ်ဆက်ပေးလို့ဒီစာအုပ်ဖတ်ရတာဆိုပြီးကျေးဇူးတင်လို့တကယ်တော့ကျွန်တော်ကသူ့ကိုကျေးဇူးတင်ရမှာလေသူခေါ်သွားလို့ကျွန်တော်မိတ်ဆွေကောင်းဆိုတဲ့ဆိုင်လေးရောက်ခဲ့ရတာမဟုတ်လားရှင်းနှစ်ပတ်အကြာမှာစာအုပ်အဟောင်းဆိုင်ကိုဒုတိယအခေါက်တော့မောင်ဝိုင်းချုံနဲ့ရောက်သွားတယ် ဒီတစ်ခါတော့မိเจ้าမိဘောထိုင်လိုက်ရတော့တာပေါ့အယောင်စပွဲမှာထိုင်နေတာတော့အရင်မျိုးသမီးမဟုတ်ဘူးအတော်ရွယ်အမေရွယ်တယောက်ပဲမောင်ဝိုင်းချိုရဲ့စပိန်တောက်ထောက်တန်းကြကလေးကဒီမျိုးသမီးကြီးကလန့်ချနေတာပါမောင်ဝိုင်းချိုကအချင်းချင်းပိုက်ဆံထည့်ပြီးဆုထားတဲ့ဆုကြီးမဲပေါက်တာမို့သူ့အတွက်လဲစောက်ဝဲပေးဖို့လမ်းမှာပြောလာတယ်စောက်တွေတဖြည်းဖြည်းလျှောက်ကြည့်ရင်အတော်ကြီးနာနီးလာတော့ပထမဆုံးအခေါက်ကအမျိုးသမီးနဲ့တွေ့သားတော်ဆက်တဲ့ထင်မှရဲ့ ဘယ်နေရာမှာဘာကဘယ်လိုတူတယ်လို့တော့မပြောတတ်ဘူးကျွန်တော်ကပဲစိတ်ထဲထင်းနေတာလားမသိဘူးတက်တိုးရဲ့တနှစ်သားနဲ့ရွှေစင်နှင်းစီကကတ်လျက်ပြီးတော့မောင်နေဝင်းရဲ့လွတ်မြောက်သူတို့နေမြေမုံတိုင်းနီနီမိုးနီနီ လူငယ်စသည်တရုတ်ပြည်သူတိမ်တန်းကလေးစကိုင်းဥဖိုးတင်ရေးတဲ့ကြုံယုံမှမိဖြူပါရဂူတိဟတေနာပတိပပုဆရာစိတ်တရလေးခါ 22ရာစုညီတော်မင်းနဲ့တိတ်တထ ရွှေဆက်ကြရဲ့စောအုံမှာတက္ကသိုလ်စိန်တင်ရဲ့အေဂရီစုဖရာစာအုပ်စင်ပေါ်ကနေလင်းရုံမောင်မောင်ရေးတဲ့ခြေခွေပါရစာအုပ်ကိုအရင်ရွေးလိုက်ပြီးမောင်ဝိုင်းချိုလက်ထဲထည့်လိုက်တယ်။သူ့ကိုအရင်မြည်စေတဲ့သဘောပါ။ကျွန်တော်ကတော့ဒီစာအုပ်ဖတ်ပြီးသားသူမကြိုက်လို့မလို့ချင်ရင်လည်းကျွန်တော်ယူလိုက်မယ်လေ။ဘယ်ချိန်မှဖတ်ဖတ်ဒီစာအုပ်ဖတ်ရတာခွန်အားတွေပြည့်လာတယ်လို့ပဲ။ ။စာအုပ်ကတော်တော်ဟောင်းနေပြီ။မူလမျက်နှာပုံမရှိတော့ဘူး။ကာယကံရှင်ကဓာတ်ထူနဲ့အဝိစာအနှောင့်နဲ့ကြာကြာနာနာ ပြန်ချုပ်ထားတယ်။နောက်ဆုံးနှစ်မျက်နှာကမိတူနဲ့ကိုပြီးထဲ့ချုပ်ထားတာ။ကျွန်တော်ကစာမျက်နှာဆုံးရက်လာအသေးချာကြည့်ပေးတာ။နောက်တအုပ်လိုက်ရှာမိတယ်။တကုံခင်ခင်လေးရဲ့ကဘာရန်သူရွှေစွန်ညိုနဲ့တားရွှေစွန်ညိုဥဒန်းစာပေတိုက်ကထုတ်တဲ့ကဘာခရီးတဲ့ရွှေဘိုဟိုနဲ့အချာဝတ္ထုများတင့်တယ်ရဲ့ ဖဲမွေရာဘောဝဲနတ်နွေရဲ့သုံးနှစ်သုံးမိုးမောင်မဲရဲ့မိုင်းဆက်ရွှေတရိကန်နေမြေတစ်ခေါက်နန္ဒတူရဲ့နှင်းပွင့်အတိုင်းပြီတဲကြီးမဲကြီးဆိုပါလားဖဲသူလက်ရပါလိမ့်မောင်မိုးသူအထုတ်အထိတ်တဲ့တကုတ်တခဲလဲမောင်မိုးသူကပါသာပြန်တာပီမိုးနင်းဘဝနဲ့အစားပေးကျော်အောင်ပါသာပြန်တဲ့နှလုံးလာဆရာဝန်စာအုပ်ကိုရွေးလိုက်တယ် အဖုံးကဆေးရောင်ကိုတော်တော်ပြဲနေပြီ။ပကြီးဆရာဦးတော်ဟန်ရဲ့မျက်နှာဖုံးနဲ့ပထမပုံနှိပ်ချင်း1965ခုနှစ်စက်တင်ဘာအုပ်ရီ2000နဲ့အတွင်းပကြီးဆရာမောင်ငွေထွန်းလက်ရနဲ့ဒီတစ်ခါတော့ကျွန်တော်ကပဲနှုတ်ဖို့ပေါင်းပြီးရှင်းမယ်လို့စောင်းနှုတ်အတော်ကြီးလက်ထဲထည့်လိုက်တော့အတော်ကြီးကကျွန်တော်တို့နှစ်ယောက်ကိုကျင်နာတဲ့မျက်လုံးနဲ့တစ်ချက်ကြည့်လိုက်တယ်ပြီးတော့စောင်းရဲ့တနေရာမှာဈေးရထားတဲ့ထမရဲ့ ချောင်းတူတတ်တတ်မှန်မှန်မရှိတဲ့ဆိုင်တွေမှာမှတ်ထားတဲ့အမှတ်သားမျိုးလည်းဖြစ်ခြင်းဖြစ်မယ်။မျက်မှောင်ကျုပ်ပြီးအလင်းရောင်ရှိတဲ့ပဲအားပြုတ်ပြီးစာအုပ်ဈေးတွေကိုကြည့်ပြီးမှစာအုပ်ဈေးကိုပြောတယ်။မွေးကြိုင်နေတဲ့ငပိကျော်နန်းကဒီနေ့လည်းရတာပါပဲလား။ဒီအနက်ကြောင့်ထမင်းတောင်စားလာတယ်။ဟိုတနေ့ကအမျိုးသမီးနဲ့ဒီနေ့အတော်ကြီးနဲ့ဘယ်လိုတော်ဆက်ကြရတယ်တော့မသိဘူး။စာအုပ်ရောင်းလို့စွန်နာကိုငင်းငင်းဆဆမျက်လုံးတွေနဲ့ကြံနေရစ်ခဲ့ကြတာတော့အတူတူပဲ။ စာအုပ်တံပိုးရေးထားမယ်ထင်တဲ့နေရာကိုလိုက်ရှာတော့စာအုပ်တံပိုးကိုမတွေ့ပဲစာအုပ်တနေရာမှာပိုင်ရှင်ရဲ့လက်မှတ်ထိုးကလေးတွားတွေ့မိတယ်။စာအုပ်မျက်နှိုးသူတွေလှုပ်လေလှုပ်ထားရှိတဲ့အလေးပါ။လက်မှတ်ကလက်မှတ်တစ်ခုရဲ့လက်သေးခွန်လောက်ခတ်သေးသေးဝတ်စပ်ပေါက်နှလုံးမှာဖတ်လို့ရတယ်။ကျန်တာကတော့စဉ်းစားလို့ဖော်လို့မရဘူး။မောင်ဝိုင်းချိုအတွက်ဝင်လာခဲ့တဲ့စာအုပ်မှာလည်းဒီလက်မှတ်ထိုးလေးကိုတွေ့နေရတယ်။အိမ်ရောက်တော့ပထမဝယ်တဲ့စာအုပ်မှာကဒီလက်မှတ်ထိုးလေးပါလိမ့်မလားရှာကြည့်မိတယ် တတ်တရရရေးထိုးထားတဲ့လက်မှတ်ပိုင်ရှင်ဟာကျွန်တော်ဖတ်ချင်တဲ့စာအုပ်တွေစုဆောင်းပေးနေတယ်လို့ဖြစ်နေပြီ။ရုံးမှာရောက်ခါစားကထဲနေသားတကြဖြစ်လာနေပါပြီ။သူတို့ထင်တယ်လို့ကျွန်တော်ဟာအလဲလာယုံလောက်နေမဲ့ဝန်တန်းတယောက်မဟုတ်မှန်းလုပ်ဖို့ကံပက်တွေတိသွားကြပြီလေ။သူတို့နဲ့ဘဝတူဖြစ်တဲ့အပြင်သာဝေမယဝေနဲ့စာအုပ်နှုတ်ခွဲနေရတာမို့သူတို့စာနာမိကြဟန်တူပါရဲ့အရင်ကထက်ပိုပြီးနင်းနွေထွေထွေရှိလာကြတယ် ရုံကလုပ်ပေါ်ကိုင်ဘက်တွေကိုလည်းမိတ်ဆွေကောင်းဆိုင်နဲ့မိတ်ဆက်ပေးအဲ့ဒီဆိုင်ကဝင်လာတဲ့စာအုပ်တွေလည်းငှားတာပေါ့ကျွန်တော်စာအုပ်ကိုငှားဖက်ကြတဲ့လူတွေကို အမြဲမှားတတ်တာတွေကတော့စာရွက်တွေခောက်ပြီးဖတ်တဲ့နေရာမမှတ်ဖို့ရိုးရိုးတည်တည်ကင်တွေ့ဖို့စာအုပ်ထဲမှာမြင်မတားဖို့ပါပဲတချို့စာအုပ်တွေကအတော်ရှားနေပြီမဟုတ်လားရုံးကျုံမှာပြောင်းမိတ်တွေထွက်နေပြီလို့သတင်းကြတာနဲ့အိမ်ကိုစားတဲ့ဆောင်အမြန်ကောက်ရင်းပြီးအစုံစမ်းခန့်ရသေးတယ် စနီးတဲ့ရဲ့ပြန်စာထဲမှာတော့ပြောင်မိန်ထွက်တဲ့လူတွေရဲ့နာမည်ထဲမှာကျွန်တော်နာမည်နဲ့တူတာဆိုလို့တဝေထိုးတစ်လုံးတောင်းမှမပါဘူးတဲ့ကျွန်တော်နဲ့ညီညီတက်တို့အချင်းချင်းလျှောက်လာခဲ့ကြတယ်။ညီညီတက်ရဲ့စပိန်ကကယ်ရီယာမပါတဲ့တောင်တက်စပိန်တစ်စင်းဖြစ်နေလို့ပဲ။ရုံးမှာအထိုင်များတဲ့လူအနေနဲ့ဒီလိုလဲလမ်းလျှောက်ပေးဖို့လိုတယ်မဟုတ်လား။စိန်ဆိုအုပ်ဆိုင်နေတဲ့ပရောင်ရိတ်ထဲဝင်လိုက်ကလေးကခလေးငယ်တယောက်ရဲ့အစာအန်တန်းကြားနေရတယ်။ ခတမင်ပွဲလက်ဆုံတွေဒတရေယုံဒါမျိုးစုံဒဒဏီတန်းပင်လေကန်နငကားမောင်အမောက်ထောင်စပွဲမှာအတော်ကြီးထိုင်နေမလားအမျိုးသမီးပဲထိုင်နေလေမလားလို့တွေးလာမိတာစာအန်းနေတဲ့ကလေးနဲ့စာရေးနေတဲ့ကလေးနှစ်ယောက်ကိုလှန့်တွေ့ရတယ်ကြည့်ရတာကလေးတွေစကြက်ရင်နဲ့ဆိုင်ထိုင်နေကြတယ်ထင်ပါရဲ့မောင်လေးကတငယ်တန်းမမကရှိလာနှစ်တန်းသုံးတန်းပေါ့ ကလေးနှစ်ယောက်အเจ้าကအပြန်မှာရေချိုးတနခါလိမ့်ပြီးတန်တန်ပြန်ပြန်လေးတွေဝစ်စားကြလို့တခြားကလေးတွေကျူရှင်တက်နေကြတဲ့အချိန်လေးမောင်ဘောထွန်းရဲ့ချစ်မိလေးတော်ကြောင့်အထောက်တော်လောက်အောင်ရဲ့ထန်းသည်ကြွေကైကြည်နင်ကైသူရိယကန်ဒီရဲ့ဝိထုရေးလိုတော်ပါမောက်ခဥမမောင်ကြီးမြမစကေပြေသမိုင်းမြမကုံကြော်မြင့်စာပေရိတ်မော် တက္ကသိုလ်ဝင်းမွန်ရဲ့ခစ်တဲ့ကြပြာမိဖွဲ့စာအုပ်နဲ့ကက်လျက်မှာတော်တော်ကိုနွမ်းဟောင်းနေတဲ့စာအုပ်တော်ကျွန်တော်ကစာအုပ်ကိုစာမျက်နှာစုံစည်ရလားစည်ရင်းနဲ့လက်မှတ်ထိုးထားတာလေးများတွေ့လေမလားရှာမိတယ်။စာကျက်နေတဲ့သားလေးကကျွန်တော်သားအရွယ်လောက်ပဲ။သမီးကတော့စာရွက်တရွက်မှာပကြီဆွဲနေတာလေ။အမျိုးသမီးတယောက်ရဲ့ပုံကိုရေးနေတယ်။ခေါင်းကကြီးကြီးကိုကသေးခန္ဓာကိုယ်အောက်ပိုင်းကျခဝါဝါနဲ့ ဝင်းစော်ရဲ့အလံမလဲစရန်းဆိုတဲ့စာအုပ်ကိုစင်မော်ခဏပြန်တင်ထားလိုက်တယ်။ဒီပြင်ဝယ်စရာမတွေ့မှဒီစာအုပ်ဝယ်မယ်လို့လေတဲ့အတွင်းဝင်မင်းဥရွှေမောင်းရွှေဘိုမိမိချင်းစာပေပိမှန်းညံလင်းစာပေကထုတ်တဲ့ဓာတောင်ကိုကြော်၍မိပင်လေးကိုဖြတ်ပြီးစရုပ်ထနှိတ်ချင်းအောင်မြင်ပြန်ဆိုတဲ့ဒီမောဒီမီရှင်မဝတိုက်ကထုတ်ဝေတဲ့စာအုပ်မောင်နေဝင်းမဲကောင်ရေဆန်းမင်းကြော်ရဲ့ရွှေညာမာညိုတဲ့မော မျက်နာပေါ်ကအရေးများပကံသာထိလိုင်ရှင်မြစ်တာပွဲအမျိုးသမီးရဲ့ကောင်းမှာသမီးကပန်းတပွင့်ပန်ပေးလိုက်တယ်ဟောဟောသမီးကအမျိုးသမီးရဲ့နေဘေးမှာအမျိုးသားတယောက်ပုံကို ရေးနေပြီအမျိုးသားကခေါင်းကကြည်ကြည်ကိုလုံးကလည်းတုတ်တုတ်ခိုင်ခိုင်အမျိုးသမီးနဲ့လက်ချင်းတွဲပြီးလမ်းလျှောက်နေတဲ့ပုံဟောနေဘေးမှာမြက်ခင်းပေါ်မှာပန်းပွင့်လေးတွေရေးလိုက်ပြန်ပြီပန်းဝင်ရင်တစ်ခုမှာ လမ်းတွင်ရှောက်ကြပုံကိုရေးချင်တာထင်ပါရဲ့အမျိုးသမီးရဲ့ကောင်းမှာပန်ထားတဲ့ပန်းနဲ့မြက်ခင်းပေါ်မှာ ပွင့်နေတဲ့ပန်းတွေကတမျိုးတစားတည်းတွေကျွန်တော်ဝယ်ရမယ့်စာအုပ်တုပ်ကို တွေ့ပြီအရှိဥရောပချက်ကိုစလိုဗက် နိုင်ငံသားတယောက်ယူလီယူစလိုနာမည်ရတဲ့ပုဂ္ဂိုလ်ရဲ့မှတ်တမ်းစာအုပ်မျက်နှာဖုံးမှာဒီပုဂ္ဂိုလ်ရဲ့ပုံကိုပကြီးစရာဦးတောင်းဟန်က အမှန်အပြည့်နဲ့ရေးထားတယ်။ဒီစာအုပ်ကလည်းအတော်ကို ဟောင်းနေတာကို စောင်းစင်ပေါ်မှာကြကြနနတိန်ထားခံရတဲ့စောက်အောင်မျိုးမဟုတ်ပဲလူတွေအဆင်ဆင်လက်ဆင်ကမ်းပြီးဖတ်ခဲ့ပြီးသားထင်ပါရဲ့စောက်အောင်မှာအဖက်နာထားတဲ့လက္ခဏာတွေတွေ့နေရတယ်ဒီစောက်ကလည်းကျွန်တော်မသိတဲ့မိတ်ဆွေကြီးရဲ့စောက်အောင်ဆိုတာသူ့ရဲ့တေးသက်တဲ့လက်မှတ်လေးကပြောနေတယ်လေသမီးလေးပကြီကားထဲမှာကလေးလေးနှစ်ယောက်ပုံရေးနေတယ်တယောက်ကကာဝင်ဝက်ကလေးနဲ့ကျွန်တော်တို့သမီးလေးပကြီကားရေးပြီးတဲ့အထိစောင့်ပြီးမှစောက်ဖိုးတွေပေးချေလိုက်တယ် တမိကအဆောက်အဖို့လှမ်းယူပြီးပြန်အန်းငွေတိတိကျကျပြန်အန်းလိုက်တာများပြီးပြီးသေးတဲ့ကြီးပဲตาလေးကသူ့အမပတ်စံယူတာအန်းတာကိုဂရုစိုက်ကြည့်နေတယ်ကျွန်တော်ကလည်းကြည့်နေလိုက်တာအကြာချင်းတမိဒီလက်မှတ်ထိုးကိုဖတ်တတ်သလားတမိလေးရဲ့မျက်လုံးမှာအယောင်ဝင်းလက်သွားတယ်သူအထက်ထက်စက်မှတ်ထားတဲ့စာတပုတ်ကိုလူပုံအလယ်မှာဂုံယူစပွဲအမေးခံရတယ်လို့မျက်နာနဲ့ခတ်သွက်သွက်ပြန်ဖြေတယ် ဖတ်တတ်တာပေါ့ဦးရဲ့ကျွန်တော်ကိုယဉ်နေဖို့တဲ့လူတယောက်လေလားလို့ကြည်နေတယ်သူ့မောင်လေးလည်းစောက်ဘော်ကလက်မှတ်ထိုးကို လာဆူဆန်းတယ်အိမ်ထဲကငပိကျော်ဖို့ပြင်ဆင်နေကြတာလားညစာအတွက်ပြင်ဆင်နေကြတာလားတော့မသိဘူးအသားတမျိုးမျိုးကိုကြော်နေပုံရတယ်တင်ပြန်နဲ့ဟင်းနဲ့ပါပဲမတူအောင်ရေရှိခံအောင် ကြာကြာကြော်နေတဲ့ပုံပဲဥကိုဖတ်ပြပါအောင်တမီးဖတ်ပြတော့လေအဟုတ်သား ကျွန်တော်တို့ဘယ်လို့မှဖော်လို့မရတဲ့ပေးလိတပုတ်ကတော့ပအိုးဖောင်းဖောင်းလေးနဲ့ချစ်စရာကောင်းတဲ့တမီးလေးကြောင့်အဆင်ပြေသွားပြီ။မိတ်ဆွေကောင်စအောက်ဆိုင်ကဝယ်ထားတဲ့စအောက်တွေကို အနားမှာဆုထားလိုက်တယ်။ဒီစအောက်တွေဟာ အခုကျွန်တော်ပိုင်ဖြစ်နေပြီ။ကျွန်တော်လဲစအောက်တွေအပေါ်မှာလက်မှတ်ထိုးချင်တယ်။ဘယ်နေရာမှာထိုးရင်ကောင်းမလဲ။လက်မှတ်ရေးထိုးလို့ကောင်းမဲ့စာမျက်နှာတရွက်ပြီးတရွက်ရှာကြည့်တယ်။ ကျွန်တော်မသိတဲ့မိတ်ဆွေရေးထိုးလေးရှိတဲ့အတွင်းရေစာစာရွက်နေရကအကောင်းဆုံးပဲမဟုတ်လားဘယ်လို့မှနေရရှာမတွေ့တော့မသိတဲ့မိတ်ဆွေရဲ့လက်မှတ်ထိုးအောက်နားမှာပဲကျွန်တော်လက်မှတ်တွေကိုထိုးလိုက်တယ်ညိပူလေးမဟေတီမဂဇင်းဩဂုတ်လ2000ပြည့်နှစ်နားဆင်အပိတ်ကြတဲ့သူအားလုံးကို 记住，阿弥陀佛。